တာပါခင်ဗျာကျွန်တော်ကတော့ဇွဲသစ်ပါ DPP ရုံးမြင့်တန်းချာရဲ့နောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးပါရမယ်ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ကြက်တိန်ကျေးရွာကိုမတ်လ12ရက်နေ့လယ်12နာရီလောက်မှာစစ်ကောင်စီတပ်က drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ဖုန်ကြီးကျောင်းနဲ့ဓမာယုံအဆောက်အုံတွေထိခိုက်ပျက်စီးခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါဗျာကျက်တိန်ကျေးရွာကိုမတ်လ12ရက်နေ့လယ်12နာရီလောက်မှာတညဝရီရေတပ်စခန်းဌာနချုပ်က drone နဲ့ဘုံနှလုံးကျဲချခဲ့တာလို့ဆိုပါတယ်ကျက်တိန်ကျေးရွာကိုမတ်လ9ရက် 9ရက်နဲ့17ရက်နေ့တွေမှာလဲစစ်ကောင်စီတပ်ဘက်က drone နဲ့ပုံချခဲ့လို့နေအိမ်45လုံးနဲ့ဆန်တွေမိလောင်ဆုံးရှုံးခဲ့ရတယ်လို့ကြောက်ဖြူမျိုးနဲ့ဒေသခံတယောက်က DVB ကိုပြောပါတယ်။ကြောက်ဖြူမျိုးနဲ့မှာစစ်ကောင်စီတပ်နဲ့အာရခတပ်တော်အေရိုတိုက်ပွဲတွေပြင်းထန်နေပြီးရသားပြည်သူ2000ကျော်လောက်ဘေးလွတ်ရာနေရာတွေကိုထွက်ပြေးတိမ်းရှောင်နေရကလူသားချင်းစာနာထားထားမှုဆိုင်ရာအရေးပေါ်အကူအညီလိုအပ်နေတယ်လို့သိရပါတယ်ခင်ဗျာ။ အခုလာမဲ့တကြံကာလာအတွင်းနေရပြန်မဲ့မြန်မာလာအုံနဲ့ကမ္ဘောဒီးယားသုံးနိုင်ငံကရွှေပြောင်းလို့သမားတွေအနေနဲ့နေဆက်ဖြတ်ကျော်ဂိတ်တွေမှာအဝင်ထွက်တုံး reentry ထုဆရာမလို့တဲ့အပြင်ဂိတ်ကြီးလဲပေးဆောင်ဆရာမလို့ဘူးလို့ထိုင်းလို့သမားဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်နိုင်ငံခြားဆက်ဆံရေးပုံမကောင်းမွန်စေဖို့တကြံကာလမိသားစုဝင်တွေနဲ့အတူရိုးရပွဲဝင်နှဲမဲ့ရွှေပြောင်းလို့သမားတွေအနေနဲ့အိမ်ပြန်ကုန်ကြစေတတ်တာစေဖို့ UAP လောက်ဆောင်လာလို့ဆိုပါရစေ။ ပြီးခဲ့တဲ့မတ်လ17ရက်ရွှေပြောင်းလုံမာများစီမံခန့်ခွဲမှုဆိုင်ရာအစည်းအဝေးမှာအခုလိုဆုံးဖြတ်ခဲ့တယ်လို့ထိုင်းလုံမာဝန်ကြီးကပြောပါတယ်။ဒီ shop out ပေးမှုဟာလာမယ့်2025ဧပြီလ1ရက်ကနေမေလ15ရက်အတွင်းသာအကျုံးဝင်မှာဖြစ်ပြီးအဲ့ဒီထက်နောက်ကျမှပြန်ဝင်လာမယ့်အလုပ်သမားတွေကတော့အရင်လိုပုံမှန်စည်းကမ်းတိုင်းတုံးထုဂိတ်ဝင်ထွက်ခြေပိစာမှာဖြစ်ပါတယ်ခင်ဗျာ။ နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေရကြောင်းကမ္ဘာစစ်နယ်ခါအဖွဲ့ WFP ကစစ်တွေမြို့ကနေထွက်ခွာရမယ်ဆိုတဲ့သတင်းဟာကောလာဟလတခုသာဖြစ်တယ်လို့ WFP တာဝန်ရှိသူက DPP ကိုပြောပါရယ်ကေခိုင်သတင်းပေးပို့ထားပါရခင်ဗျာရခိုင်ပြည်နယ်တွေကနေကမ္ဘာစာနယ်ရေးခအဖွဲ့ WFP ထွက်ခေါ်တော့မယ်ဆိုတဲ့သတင်းတွေဟာအခု match လပထမပဲထင်ပါပဲကြည်ကြည်ပြက်ပြက်ထွက်ပေါ်လာပေမဲ့အဲ့ဒီသတင်းကို WFP တာဝန်ရှိသူတွေကငြင်းဆိုလိုက်ပါတယ် စစ်တွေမြို့နယ်အတွင်းဖုန်ကြီးကျောင်းတွေမှာနေထိုင်နေကြတဲ့စစ်ဆောင်8000ကျော်ဟာပြီးခဲ့တဲ့နှစ်ဒဇင်ဘာလကတည်းကကမ္ဘာအစားနေရိခအဖွဲ့ WFP ရဲ့ကုညီထောက်ပံ့မှုရက်တက်တော်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အခု match လပထမပတ်ထင်းမှာတော့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးအပ်နေတဲ့ WFP ဟာစစ်ဘေးရှောင်ပြည်သူတွေအတွက်လူတအုပ်ကိုအထောက်အပံ့နှလားစာဆိုပြီးပေးအပ်ခဲ့ပါတယ်။ ဒီအခြေအနေမှာ WFP အနေနဲ့အထောက်အပံ့နလစာပေးပြီးတော့စစ်တွေမျိုးအခြေစား WFP ရုံအပါအဝင်ဝန်ထမ်းတွေပါမကျန်းစစ်တွေမျိုးကနေထွက်ခေါ်တော့မယ်ဆိုပြီးစစ်ရှောင်တွေနဲ့စစ်ရှောင်ကူညီပေးသူတွေကြားမှာသတင်းတွေထွက်ပေါ်နေတာပါအခုလိုအခြေအနေနဲ့ပတ်သက်ပြီးအသေးစိတ်သိရှိနိုင်ဖို့အတွက် WFP ကတာဝန်ရှိသူတွေကို DPP ကဆက်သွယ်မေးမြန်းခဲ့ပါတယ်ရခိုင်ပြည်နယ်စစ်တွေမြို့မှာရှိတဲ့ WPO ပိတ်သိမ်းမယ်ဆိုပြီးတော့ထွက်နေတဲ့သတင်းတွေက တကယ်တော့ကောလာဟလတွေပဲဖြစ်ပါတယ် ဒီကျွန်တော်တို့ WP အနေနဲ့စစ်တွေမြို့မှာအခြေစိုက်ထားတဲ့ရုံးကိုပိတ်သိမ်းတာမျိုးမရှိတဲ့အပြင်အခုရခိုင်ပြည်နယ်တဝန်းလုံးမှာရှိတဲ့အကူအညီလိုအပ်နေတဲ့သူတွေအားလုံးအတွက်စားနပ်ရိက္ခာနဲ့အာဟာရအကူအညီပေးနိုင်သောဖို့အတွက်ကျွန်တော်တို့အစွမ်းကုန်ကြိုးစားလျက်ရှိပါတယ်ပိကရဲနှစ်မေလာကုံပိုင်းကစပြီးစစ်တွင်မျိုးဗျိုက်ဖြူရော်အပါအဝင်ကျေတော်ရွှေပြည်သားအမြင့်ကျုံရေချမ်းမြေတင်ပုံတန်းပါတလေနာယီကန်စတဲ့ကျေော်ပေါင်း20ကျော်ကဒေသခံပြည်သူတွေကိုစစ်ကောင်စီကအတင်းအဓမ္မနှင်ထုတ်ခဲ့ပါတယ် ဒါကြောင့်နေရက်ကိုစွန့်ခေါ်ပြီးတော့စစ်ပေးရှောင်ရှစ်ထောင်ကျော်ဟာစစ်တွေမြို့မှာရှိတဲ့ဘုံတော်ကြီးအကြောင်း90တုံချောင်းမှာ ဖြစ်တယ်လို့ခိုးလုံနေထိုင်နေရတာဟာလက်ရှိအချိန်ထိပဲဖြစ်ပါတယ်။စစ်ပေးရှောင်တွင်နေထိုင်တဲ့ကြောင်ပေါင်း90တုံချောင်းရှိတဲ့အထက်က46ကျောင်းကို WFP ကထောက်ပံ့ကူညီပေးနေတာဖြစ်ပါတယ်။စစ်ပေးရှောက်ကူညီပေးသူရဲ့ပြောကြားချက်ကို DPP ကအတန်အစားထိုးဖက်ပြပေးထားပါတယ်။အရင်ကလူတယောက်ငါးတောင်းပေးတယ်။ဒီနေ့လည်းပေါ့။ WFP ကအရင်ကလူတယောက်ကို၅တောင်းပေးတယ်။၁၂လပိုင်းကလေးကမပေးတော့တာပါ။ ဒါကြောင့်စာဝတ်နေရေးကလည်းခက်ခဲနေကြတာပေါ့ဒီလမှာတော့ WFP ကလူတယောက်ကိုနှစ်လသာပေးမယ်ပြောပါတယ်ပြီးရင်ရက်တော့မယ်ဆိုပြီးပြောတယ် WFP ကမပေးတော့ဘူးဆိုတော့တချို့စစ်ဆောင်တွေဆိုရင်ငိုနေကြတယ်လေဦးစင်းတို့ကလာလူတဲ့တကားတွေစီကရမှာပဲစစ်ဆောင်တွေကိုပြန်ပြီးပေးရတာပေါ့ဦးစင်းတို့အနေနဲ့ကြတော့လေစစ်ဆောင်ဦးကြီးများလာကြအောင်ငွေကြေးခက်ခဲရှိပြီးမတက်နိုင်တာတွေများပါတယ်ဒါပေမဲ့အခုလိုမျိုးမထွက်ခွာဘူးဆိုတာကြားရတော့ဝမ်းသာပါတယ်ဘာပဲဖြစ်ဖြစ်စားဖို့တောက်ဖို့ကအနေချင်းပဲဖြစ်ဖြစ်ကာမိမှာပဲလေ ။လက်ရှိစစ်တွေမျိုးအနည်းမှာစစ်ကောင်စီတပ်နဲ့အာရခတပ်တော် A တို့အကြားအခုရပါအတွင်းမှာလက်နက်ကြီးတွေနဲ့အပြန်အလှန်ပစ်ခတ်တိုက်ခိုက်နေကြပြီးတော့တိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါဗျ။ဒီလိုအခြေအနေမှာနေရက်ကိုဆွန့်ခေါ်ပြီးတော့ဘုန်းတော်ကြီးကျောင်းတွေမှာစစ်ပေးရှောင်နေရတဲ့ရခိုင်ကဒေတာခန်တွေဟာလူသားချင်းစာနာမှုအကူအညီတွေရရှိနိုင်ဖို့အရေးတကြီးလိုအပ်နေပါတယ်။ကျွန်မကေခိုင်ပါ။တန်ကိုရီးယားနိုင်ငံအမြောက်ပိုင်း ဂျောင်ဆန်းခရိုင်ရုံရန်စီရင်စုမှနေထိုင်သူလူဦးရေကျဆင်းနေတာကြောင့်မြန်မာဒုက္ခသည်40လောက်ကိုလက်ခံနေထိုင်နိုင်မှုစူးစမ်းနေတယ်လို့ကိုရီးယားတန်တော်ဆင်သတင်းတပုတ်မှဖော်ပြပါဗျ။မက်ရှလာဆနရက်ကသက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ပြောကြားချက်ကိုကိုးကားဖော်ပြလိုက်တာဖြစ်ပါတယ်။လက်တလောမှာတော့ကုလသမဂ္ဂရဲ့အကာအကွယ်ပေးမှုအခဒုက္ခသည်တွေအနေနဲ့အဆိုပါဒေတာတွင်အခြေချနေထိုင်နိုင်ခြင်းရှိမရှိနဲ့ပတ်သက်ပြီးတော့ကိုရီးယားနိုင်ငံတရားရေးဌာနနဲ့ဆွေးနွေးနေတယ်လို့ဆိုပါတယ်။ ဲ့ဒီလိုဆွေးနွေးရမှာတော့သူတို့တွေရောက်လာရင်နေထိုင်နိုင်ဖို့ပိတ်ထားတဲ့အကြောင်းတွေကိုအင်အားအဖြစ်ပြောင်းလဲတာတွေကိုနေထိုင်မှုအစီအစဉ်တွေအတွက်ရွေးချယ်စရာအမျိုးမျိုးကိုလည်းပြန်လည်သုံးသပ်နေပါဗျာ။တော်ဝင်ရှိသူတွေအနေနဲ့ကတော့အဲ့ဒီအစီအစဉ်ကိုအခု2025ခုနှစ်အစောပိုင်းမှာရလဒ်ထွက်ပေါ်လာနိုင်မှုလဲမျှော်လင့်ထားပါတယ်ခင်ဗျာ။တနင်္လာရီတိုင်းဘိတ်တနင်္လာရီကားလမ်းပိုင်းမှာဖြတ်တန်းသွားလာတဲ့ကားဆိုင်ကယ်တွေကိုစစ်ကောင်စီတပ်ကဖမ်းဆီးထိန်းသိမ်းပြီးတဲ့နောက် အောက်ကင်းရအခြေဆိုင်ခမရ950ခွန်တက်ထဲကိုစစ်ကြောင်းနဲ့တူခေါ်ဆောင်သွားတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။မက်ရှလာ10ရက်နေ့လယ်ပိုင်းအချိန်ကဘိမျိုးကနေကုန်ပစ္စည်းပို့ဖို့တက်လာတဲ့ light truck ကတစီနဲ့ကြေးရတချို့ကမောင်းနေလာတဲ့ cycle တွေကိုတားမြစ်သိမ်းဆီးပြီးရတားပြည်သူ20လောက်ကိုနေတလုံးမှဖမ်းဆီးထိန်းသိမ်းထားခဲ့တယ်လို့ဆိုပါတယ်။စစ်ကြောင်းထိုးတဲ့အချိန်မှာဖြတ်တန်းသွားလာတဲ့သူတွေအကုန်လုံးကိုဖမ်းလိုက်ပြီးညဘက်အချိန်မှာဖမ်းဆီးထားတဲ့သူတွေကလူတချို့ကိုပြန်လွတ်ပေးကနောက်တနေ့မတ်လ17ရက်နေ့လယ်မှာတော့ ခမရ959တပ်ရင်းထဲကိုခေါ်ဆောင်သွားခဲ့တာလို့ဒေသခံတရားကပြောပါရယ်။တနင်္လာရီကလန်းမိုင်းမှာစစ်ကောင်စီတပ်စစ်ကြောင်းဟာမကြာခဏမိုင်းဆွဲတိုက်ခတ်ခံရလေးရှိပြီး ရသားပြည်သူတွေနဲ့ကားတွေကို အကာအကွယ်ယူကာစစ်ကြောင်းထိုးသွားလာလှုပ်ရှားလေးရှိတယ်လို့တော်လိုင်းရဲတပ်ဖွဲ့တွေစီကနေသိရပါရယ်ခင်ဗျာ။ DVB ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်တော်ကတော့ဆွဲသစ်ပါကျေးဇူးတင်ပါတယ်ခင်ဗျာ